ယူရိုပါလိစူပလာကြီးနဲ့တူကဘာမမပျော်ဆုံးလူသားတို့ကြွေးကြော်လိုက်တဲ့ဆုံးအောင်မယ်။တော်တီယံစပါတင်းနဲ့တူစူပလာမရသေးတဲ့ဆောင်းဆိုင်မှုကိုဆုံးသက်ပြီးယူရိုပါလိဖလားကိုစုကူးနိုင်ခဲ့တဲ့နောက်မှာတော့စပါတင်းခေါင်းဆောင်ဆူအာမယာသူ့ကိုယ်သူကဘာမမပျော်ဆုံးလူသားဖြစ်ကြွေးကြော်လိုက်ပါတယ်။ဒီအောင်မြင်မှုကစွန်တွက်တာမကစပါတင်းရဲ့နှစ်ရှည်လာမြာစူပလာမရှိခြင်းခီးစဉ်ကိုပါဆုံးသက်ပေးခဲ့ပါတယ်။တော်တီယံစပါတင်းကိုဆယ်သူနှစ်တခုနီးပါ အသင်းအတွက်ရေးပါတဲ့ကစားသမားတို့အဖြစ်ယက်တီခဲ့တဲ့တောင်ကိုကြီးရလော်ရေးရှင်ဆိုအောင်မယားအသင်းရဲ့တမိုင်းတစ်ချောက်ဂိုးသွင်းများဆုံးကစားသမားတွေတဲကပစ္စမနေရာမှာယက်တီနေပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကဘီပါအိုမှာမန်ချက်စတာနဲ့တဲ့တင်ကိုဒဂိုးဂိုးမရှိနဲ့အနိုင်မရခင်အထိ ။ "तू အဘယ်စုဘလားမှစုခုနိုင်ခြင်းမရှိသေးပါဘူး။အခုတော့စပါတင်ရဲ့ဆက်ခုနိုင်နေကြစုဘလားမရှိခြင်းဆိုတဲ့မှတ်တမ်းစိုးကြီးကိုရက်တက်နိုင်ခဲ့ပြီဖြစ်တယ်လို့1984ခုနှစ်နောက်ပိုင်းပထမဆုံးအိုရပါဘလားကိုလည်းရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဘလို့ခန်းစားချက်လည်းမင်းရဲ့အမကန်းပါပဲ။ဒီနေ့ကတော့အိမ်မက်တွေတကယ်ဖြစ်လာတဲ့နေ့ပါ။ရိုးသားသားပြောရရင်ကဘာပေါ်မှာအပျော်ဆုံးလူပါပဲလို့ဆွမ်းကရိုးသားသားပြောရရင်ကဘာပေါ်မှာအပျော်ဆုံးလူပါပဲလို့ဆွမ်းအမင်းက TND Sport ကိုပြောရှင်စွာပြောကြားခဲ့ပါတယ်။2019ခုနှစ်ချန်ပီယံလိဘောလုံးပွဲမှာရှုံးနေခဲ့တဲ့စပါတင်တွေကလည်း၆နှစ်ကြာနောက်ထပ်ဥရောပဘလားဘောလုံးပွဲမှာပါဝင်ခွင့်ရခဲ့တဲ့တဝူတီတော့ကစားသမားကဆုံးဖြစ်ပါတယ်။ ဒီလိုအတွေ့အကြုံတွေကသူ့အတွက်ဒီဖလားရဲ့တန်ဖိုးကိုပုံမမြင်မစေခဲ့မှာပါ။ဆယ်စုနှစ်တခုအတွင်းဖလားတွေနဲ့အချိန်ချင်းနှိစက်ခဲ့ပေမဲ့ဇက်တိုက်လွှဲချော်ခဲ့ရတာတွေကြောင့်အသက်32နှစ်ရရှိပြီဖြစ်တဲ့ဆွမ်အားဖီးယားတွေခံစားခဲ့ရတယ်လို့ဝန်ခံခဲ့ပါတယ်။ဖီးယားတွေကိုကျွန်တော်ခံစားခဲ့ရပါတယ်။ဒီဖလားကိုရမ်းလို့ကျင်ခဲ့တာ။ဖလားကိုရမ်းလို့ကျင်ခဲ့တာ။ပြီးခဲ့တဲ့ခုနှစ်ရလုံးကျွန်တော်ဒီပွဲအကြောင်းကိုနေတိုင်းအိမ်မက်မက်နေခဲ့တာ။နောက်ဆုံးတော့ဖြစ်မှန်ဖြစ်လာခဲ့ပါပြီ။အေးအေးဆေးဆေးအားယူလို့ရပါပြီ။ဒီနေ့ကတော့ကျွန်တော်တို့ပျော်ရွှင်စွာဆင်နွှဲနိုင်မယ့်နေ့ပါပဲ။အိမ်ပြန်မဲ့လေရင်တောင်လွတ်သွားမလားမသိဘူးလို့ဆွမ်ကသူ့ရဲ့ပျော်ရွှင်မှုတွေကိုမျှဝေခဲ့ပါတယ်။ ဆိုရက်မိုးရက်မြစ်ဇာတိဖြစ်တဲ့တောင်ကိုရီးယားမှာပြည်သက်အင်အားများပြားရှိပြီးသူရဲ့အောင်မြင်မှုကိုကြီးရှုဖို့တ냐လုံးအိမ်မပြောပဲစောင့်ကြည့်ကြရတဲ့ကိုရီးယားပြည်သက်တွေကိုလည်းအထူးကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။ကိုရီးယားလူမျိုးဖိအားတာကိုဂုဏ်ယူပါတယ်။ကိုရီးယားပြည်သက်တွေကိုကျေးဇူးတင်ပါတယ်လို့ပြောကြပါတယ်။ဒီမှာကမနဲ့၄နာရီရှိနေပေမဲ့သူတို့ကတော့ကျွန်တော်ကိုယူမှုအားပေးခဲ့ကြတယ်လို့ဆုံးကဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။သူရဲ့အောင်မြင်မှုကကိုရီးယားနိုင်ငံသားတွေအတွက်ပါဂုဏ်ယူစရာဖြစ်ခဲ့တာကိုဒါကပြသနေပါတယ်။စပါတင်ကဒီရာဒီပရီးမီးယားလိမှာအမတ်ပေးရရဲ့အဆင့်ဆက်ကိုနေရာအထိတောင်ရောက်ရှိခဲ့ပြီး38ပွဲကစား12ပွဲအထိရှုံးနေကအလွန်ဆိုးရတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့နေခဲ့ရပါတယ်။ ဒါမှမဟုတ်ယူရိုပါလီဖလားကိုစုခုနိုင်ခဲ့တာကြောင့်အခုတော့နှစ်ပေါင်း၁၉နှစ်နေကြာဖလားလက်မဲ့ဖြစ်နေမှုကိုဆုံးသတ်နိုင်ခဲ့တယ်လို့ချန်ပီယံလိဝင်ခွင့်ကိုလည်းရရှိသွားခဲ့ပါတယ်။ဒီအောင်မြင်မှုကစပါတင်အတွက်မထင်မှတ်တဲ့အလဲကြောင်းတစ်ခုဖြစ်လာခဲ့ပြီးလာမယ့်ရာသီအတွက်လည်းအတင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုအများကြီးမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားကိုချစ်တဲ့